အားလုံးမင်္ဂလာပါအဲ့ဒီနေ့ကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ Microsoft Azure နဲ့ပတ်သက်ပြီးတော့ကျွန်တော် video file လေးတွေလောက်လုပ်ပြီးတော့ကျွန်တော်တင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ Microsoft Azure မှာဒီနေ့ကျွန်တော်က VPN နဲ့ပတ်သက်တာလေးကိုကျွန်တော်ရှင်းပြခြင်းပါ Microsoft Azure ဒီ cloud ဒီ service ဖြစ်တဲ့အတွက်ကြောင့် Microsoft Azure မှာကျွန်တော်တို့ VPN တွေကိုကျွန်တော်ကဆောက်လို့ရတယ်ပေါ့နော် VPN ကိုဆောက်တဲ့ရည်ရွယ်ချက်ကဘာလို့ခုလဲလို့ဆိုကျွန်တော် full control လုပ်ခြင်းလို့ ဘာလို့ဆိုကျွန်တော်တို့က Microsoft Cloud ထဲမှာ VPN စပဲ့တင်လို့တခြားဒီတခြား service တွေပေါ့နော်ဒီနေ့အပြင် VPN လိုမျိုး full control ပုံခဲနဲ့ကျွန်တော်တို့က platform as a service လိုမျိုးတုံးနဲ့ available ဒီ app ပေါ့နော် app service တွေလည်းရှိသေးတယ်ပေါ့ဒါနောက် video မှာတော့ဒါကျွန်တော်ဆက်လုပ်ပြသွားမှာဖြစ်တယ်အခုလက်ရှိဗီဒီယိုပြောနေရတော့ VPN အကြောင်းပေါ့အဲ့တော့ VPN မှာဘယ်လိုဆောက်လဲဆိုရင် full control လို့ကျွန်တော်ဆောက်တာဒါနံပါတ်1တိလို့လို့အဲ့တော့ကျွန်တော်ဒီနေ့ ဟိုစဉ်းစားနေချင်းတဲ့ခါပေါ့နော် Microsoft Azure ကိုလေ့လာတဲ့ကျောင်းသားတွေလုပ်နေတဲ့လုပ်ငန်းဝန်ထမ်းတွေကိုစဉ်းစားကြည့်ချင်းတဲ့ကျောင်းရာတော့ပါလဲဆိုရင် Microsoft Azure မှာတနည်းအားဖြင့် cloud မှာပေါ့နော် Microsoft Azure ဆိုတော့ကျွန်တော်ကတော့ focus လုပ်ထားတဲ့ကျောင်း Microsoft Azure ကိုကျွန်တော်ညွှန်တာ Azure မှာမဟုတ်ခိုင်းတဲ့ AWS cloud ပဲဖြစ်ဖြစ် Google Cloud ပဲဖြစ်ဖြစ် Even ပေါ့နော်တခြား cloud တွေမှာကျွန်တော်က VM တစ်ခုဆောက်လိုက်ရင် reliable ဖြစ်ပြီလားစိတ်ချယုံကြည်ရပြီလားဆိုရင်မေးဖို့ပေါ့အဲ့ဒီမေးခွန်းကတော့မိတ်ဆွေတွေ ကလောက်ကိုတုံးနေလူတွေကအဖြစ်ရတော့လူပေါ့နော်မဟုတ်ပါဘူးစိတ်ချယုံကြည်ရတဲ့အစင်ဟာ full ဟိုမဖြစ်ဘူးပေါ့နော်ဘာလို့ကိုလို့လဲပြရရင်ကျွန်တော်တို့ကကျွန်တော်တို့တွေဒီကလောက်လို့လာကျွန်တော်တို့ကဒါ technology ကိုရကျွန်တော်တို့က ညှိုးဆိုတာဖြစ်တယ်တကယ်အဲကျွန်တော်တို့ဟိုတိတ်နေမှာလည်းဒီကသက်တိတ်တာမဟုတ်ဘူးကျွန်တော်ကဘာမြေပြင်တနေရာရာပေါ့နော်အဲတနေရာပြင် region တွေခွဲထားတဲ့နေရာတစ်ခုကဘာမြေကြီးမှာရှိနေတဲ့ data center တစ်ခုမှာ data တိတ်ညာဖြစ်တဲ့ကြောင့်ဒီကဘာမြေကြီးမှာရှိနေတဲ့နေရာတိုင်းမှာကဟို disaster လို့နော်တနေရာပြင်ပေါ့နော်ဟိုဒါသဘာဝလို့ပြောတယ်သဘာဝပြီးပြီးဖြစ်နိုင်တယ်ပို့လူလုံးတဲ့အရာတွေကိုကျွန်တော်တို့ပျက်စီးဆုံးရှုံးမှုတွေဖြစ်နိုင်နေရဲ့ဆိုတာကိုမိတ်ဆွေတို့ကတွေ့ထားဖို့လိုတယ်။အဲ့တော့ အခုနလေးပြန်ဆက်မယ်ဆိုရင် VN တလုံးဆောက်ပြီးွားရင်စိတ်ချရတာလို့စိတ်ချရအောင်အကျွန်တော်တို့က VN ဆောက်ပြီးွားရင်စိတ်ချရအောင်ကျွန်တော်တို့က HA ပေါ့နော် high availability ရဲ့ပတ်သက်တဲ့ high availability ဖြစ်ဖို့အတွက်ကကျွန်တော်တို့ကသုံးခုစဉ်းစားနံပါတ်1မစဉ်းစားရမယ်ဆိုကျွန်တော်တို့ကဒီ region တစ်ခုထဲမှာပဲเนาะ physical location တူတူနေရာနေရာတစ်ခုတည်းတူတူထဲမှာကျွန်တော်တို့ VN နှလုံးထားလိုက်တယ်။အဲ VN နှလုံးတစ်လုံးကနေပြီးတော့ down market เนาะတစ်လုံးကနေပြီးတော့ မလုပ်တဲ့ပုံစံပေါ့နော်တနည်းအားဖြင့် for tolerance ပုံစံမျိုးကျွန်တော်တို့ကတစ်လုံးတောင်းရင်တော့တစ်လုံးရှိမယ်အဲ့ဒါကိုကျွန်တော်က available set လို့ခေါ်တယ်နော်ဒါနံပါတ်1 condition တစ်ခုနံပါတ်2 solution တစ်ခုကတော့ပါလဲဆိုရင် region ကတော့ဒီ region ပဲဒါပေမဲ့ node တော့ဘာဖြစ်သွားလဲဆိုကျွန်တော်တို့က physical ရဲ့ location ကတော့ separate လုပ်ရတယ်ခွဲလိုက် region ကဒီ region physical location ကတော့ separate လုပ်ရတယ်အဲ့ဒါကိုကျွန်တော်တို့က available zone လို့ပြောတယ်အဲ့ available zone ဖြစ်တဲ့အတွက်ကြောင့်သူ့မှာတော့ စိတ်ချယုံကြည်မှုအတိုင်းအတာက available ဆက်တဲ့စာရင်နည်းနည်းလေးပုံမြင့်တယ်။ဘာလို့လဲဆိုတော့ तू က region တော့တူတယ်ဒါပေမဲ့ physical location မတူရတဲ့ကြောင့် okay နောက်ဆုံးတစ်ခုတော့ပါရှိလဲဆိုကျွန်တော်တို့က region တွေမတူဘဲနဲ့ဒီ region နဲ့ USB series region နဲ့ west series region တွေ region မတူတဲ့ဟာကိုကြောင့်ကျွန်တော်တို့လောက်တာတော့ region pair လို့ခေါ်တယ်။နော်အဲ့တော့ connection ပုံစံသုံးခုနဲ့ကျွန်တော်တို့က available ရေတနည်းအားဖြင့်ကိုယ့်ရဲ့ accessible ပေါ့နော်ကိုလုံနိုင်တဲ့ဟာကိုဝင်နိုင်တဲ့ဟာကိုကျွန်တော်တို့ထပ်များနေခြင်းဒီလိုမျိုး solution တွေနဲ့ကျွန်တော်တို့ကဖြည့်ရှင်းလို့ရပါတယ်အဲဒါကျွန်တော်တို့ရဲ့ VPN ဆောက်တဲ့အချိန်မှာဟိုကျွန်တော်တို့ VPN ကိုလုံခြုံဖို့စိတ်ချဖို့အတွက်ကိုဘယ်လိုမျိုးဆက်လက်ဆောင်ရွက်ရလိမ့်ဒီကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့တခြား service တွေကြောင့်ဆက်ပြီးရှင်းပြအောင်လုပ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်